ဒီဘက်ရာဇုန်နှစ်တမိုင်းမှာအာနာရှင်တွေရှီကနေအရင်ဦးဆုံးပစ္စည်းကိုတင်းယူချိတ်ပိတ်နိုင်တဲ့ဒိုင်နာလက်နက်ကိုင်အဖြစ်အေကတော့မှတ်တမ်းဝင်သွားပါပြီအဲ့ဒါဘာလဲအာနာရှင်ဟောင်းတန်းရှင်ယူနဲ့မောင်အေးတို့ဟိုဒီအချမ်းဖက်စစ်ကောင်စီနဲ့ပတ်သက်ဆက်နွယ်တယ်လို့ဆိုပြီးသူတို့ပိုင်တဲ့ဟိုတယ်တွေကိုချိတ်ပိတ်လေဆိုတဲ့တင်းကိုအာနာရှင်ဟောင်းမိသားစုများကိုအချမ်းဖက်အဖွဲ့ထောက်ခံသူများအဖြစ်အေတက်မှတ်မှုအထူးကြိုဆိုလိုက်တဲ့ကိုစီနပလီကို ထိန်းချုပ်ထားသည့် ာရခတတော် AA ကဘိုးချုပ်တန်းရွှေဘိုးချုပ်မောင်အေးတို့ဤမိသားစုပိုင်ကန်းကြီးဟိုတယ်နှလုံးကိုတင်ယူချိတ်ပိတ်လိုက်သည်အာရခတတော် AA သည်စစ်အာဏာရှင်ဟောင်းဘိုးချုပ်တန်းရွှေဘိုးချုပ်မောင်အေးတို့ဤတပ်သမီးများကိုအကြမ်းဖက်အဖွဲ့နှင့်ပတ်သက်သူများဟုတတ်မှတ်ပြီးငပလီကန်းကြီးမှဟိုတယ်နှလုံးကိုပြီးခဲ့သည့်သတင်းပတ်အတွင်းကချိတ်ပိတ်တင်ယူလိုက်သည် အဆိုပါဟိုတယ်များမှာဘူချုပ်တန်းရွှေဤသားဦးတန်းစော်ရွှေပိုင်တန်းနေပြီး၆ရောင်းငယ်ပေါလီတန်နေကန်းကြီးဟိုတယ်ငပလီဘူချုပ်မောင်အေးဤတမီဒေါ်နနာအေးပိုင်ဖရစ်တိုင်မတ်မက်ရီစော့ဟိုတယ်တို့ဖြစ်သည်မင်္ဂလာပင်လယ်အော်တို့မေးတင်ထားသည့်မြန်မာနိုင်ငံ၏အလှပဆုံးကမ်းခြေမှထိုဟိုတယ်နှလုံးဆောက်လုပ်ရန်မြေနေရာအတွက်စစ်တပ်ကဒေသခံလက်သမားများကို2000ပြည့်နှစ်ဝန်းကျင်ကချင်းချောက်မောင်းထုတ်ခဲ့ပြီးထိုမိသားစုများသည့်ကမ်းခြေစိန်ခံဟိုတယ်လုပ်ငန်းမှအကျိုးမြတ်များဆယ်စုနှစ်နှစ်ခုနီးပါးကြာရရှိနေခဲ့ရမှာ ပြီးခဲ့သည့်နှစ်နှစ်လပိုင်းတွင် AA ကငပလီကမ်းခြေကိုတိမ့်ပိုက်ခဲ့ပြီးနောက်ရင်းတို့၏စီးပွားရေးလုပ်ငန်းများကိုဆွလွတ်လိုက်ရပြီဖြစ်သည်ဒီဘက်ရာဇုံးနှစ်တမိုင်းမှာအာနာရှင်နေရှင်ကနေအရင်ဦးဆုံးပစ္စည်းကိုတင်းယူချိတ်ပိတ်နိုင်တဲ့ကိုင်းနာလက်နက်ကိုင်ဖြစ် AA ကတော့မှတ်တမ်းဝင်သွားပါပြီအဲ့ဒါဘာလဲအာနာရှင်ဟောင်းတန်းရှင်ယူနဲ့မောင်အေးတို့ဟိုဒီအကျန်းဖက်စစ်ကောင်စီနဲ့ပတ်သက်ဆက်နွယ်တယ်လို့ဆိုပြီးသူတို့ပိုင်တဲ့ဟိုတယ်လေးကိုချိတ်ပိတ်လိုက်ဆိုတဲ့တဲ့င်းကိုမြန်မာနာကနေဖော်ပြထားပါတယ်တဲ့င်းလေးကိုကျွန်တော်တို့မှတ်စင်ပါမယ်နော် အရခတ်တက်တော့ AD စစ်အာဏာရှင်ဟောင်းဘုဇုတ်တန်းရွှေဘုဇုတ်မောင်အီတို့ဤတာသမီများကိုအကြမ်းဖက်အဖွဲ့နှင့်ပတ်သက်သူများကိုတတ်မှတ်ပြီးနပလီကမ်းခြေမှာဟိုတယ်နှလုံးကိုပြီးခဲ့တဲ့တရင်ပတ်အတွင်းကချိတ်ပိတ်တဲယူလိုက်အဆိုပါဟိုတယ်များမှာဘုဇုတ်တန်းရွှေဤတာဦးတန့်စော်ရွှေပိုင်တန်ဒရက်ဘီစ်ဟိုတယ်နပလီတန်ဒရက်ကမ်းခြေဟိုတယ်နပလီနဲ့ဘုဇုတ်မောင်အီတို့ဒေါ်ဆန်နာအေးပိုင်ပန်စင်းမားမားရီစော့ဟိုတယ်တို့ဖြစ်ပါလား ဘင်္ဂလားပင်လယ်အော်တို့မေးတင်ထားတဲ့မြန်မာနိုင်ငံ၏အလှပဆုံးကမ်းရှင်မှထိုဟိုတယ်တလုံးဆောက်လုပ်ရန်မြင်းနေရအတွက်စစ်တပ်ကဒေသခံဒေသမများကို2000တင်းနဲ့ဝင်းနစ်ကချိန်ချောက်မောင်းထုတ်ခဲ့တယ်။ထိုမိသားစုများသည့်ကမ်းရှင်ဇင်ကန်ဟိုတယ်လုပ်ငန်းမှအကျိုးမြတ်များဆယ်စုနှစ်နှစ်ခုနီးပါးကြာရရှိနေခဲ့ရပါမှပြီးခဲ့တဲ့နှစ်နှစ်လပိုင်းကအေအေကလပလီကမ်းရှင်ကိုတိတ်ပိုက်ပြီးတဲ့နောက်၎င်းတို့၏စီးပွားရေးလုပ်ငန်းများကိုဆွန့်လွတ်လိုက်ရပြီဖြစ်တယ်။ အမိုင်းတစ်ပတ်လဲခြင်းမြန်မာစစ်တပ်နဲ့အေတို့ဒီအကြမ်းဖက်အဖွဲ့ဖြစ်စီမဖြစ်အပြန်အလှန်တက်မှတ်ထားပြီးအေကထိုးထိုးချိတ်ပိတ်တိုက်ဆက်ခြင်းဖြစ်တယ်ဟုအေနဲ့နီးစပ်မှုရှိတော့ရခိုင်ဝိုင်းရဲ့နိုင်ငံရေးသမားဥပိ္ပတန်းကမြန်မာနောင်းလို့ပြောတယ်အကြမ်းဖက်ဥပဒေနဲ့ပြောရမယ်ဆိုရင်အကြမ်းဖက်လူတွေရဲ့ပတ်သက်ဆက်နွယ်နေတဲ့ပိုင်ဆိုင်မှုတွေကိုတိုက်ဆက်တဲ့ချိတ်ပိတ်တယ်ဆိုတဲ့လှုပ်ရုပ်လှုပ်စင်အလုပ်တစ်ခုပဲလို့ပြောချင်တယ်ဟုသူကဆိုတယ်အဝေးကောစက်နှစ်မှ2017အထိ19နှစ်ကြာအာဏာရှင်ဖြစ်မြန်မာနိုင်ငံကိုအောက်ချုပ်ခဲ့သူဗိုလ်ချုပ်မူကြီးတန်းရွှေနှင့်တူရင်းအယုံကြည်ရဆုံးလက်ထောက်ဒုဗိုလ်ချုပ်မူကြီးမောင်ရီတို့ အာနာလက်ဝဲရှိစဉ်စစ်တပ်ကအတုံးစစ်တပ်ကိုအတုံးပြုပြီးတီတူတို့၏ပိုင်ဆိုင်မှုများကိုတင်ပိုက်ခဲ့ကြတယ်။အာနာရှင်ဟောက်နှစ်ဦးဒီစစ်တပ်အကြီးအကဲဖြစ်ရာထူးရှိစဉ်၎င်းတို့ကိုစန့်ကျင်ကြတဲ့ဒီမိုကရေစီနှင့်လူမျိုးစုအခွင့်အရေးတောင်းဆိုသူများ၏ပိုင်ဆိုင်မှုများကိုမတရားအတင်းနှင့်ဆက်ဆက်တည်ဆိုပြီးအကြောင်းပြတဲ့ဖြင့်ချိတ်ပိတ်ဒဏ်ယူခဲ့တယ်။ထို့ပြင်ငပလီကန်းကျဲအပါဝင်နိုင်ငံအနှံ့ပြားမှလေယာဉ်မြေဧကတိုင်းချီကိုစစ်တပ်ပိုင်ဖြင့်တင်ဆက်ခဲ့ကြပြီးမိသားစုဝင်များကိုခွဲဝေပေးခဲ့ကြတယ်။ ဘုရုံမူကြီးတန်းကျွေကရခိုင်ပြည်နယ်တွင်တပ်ရင်းတပ်ဖွဲ့များတိုးချဲ့ပြီးဆိုတဲ့အကြောင်းပြချက်ဖြင့်အရက်သားများပိုင်ဆိုင်သည့်မြေတွေကထောင်ချီကိုရယူခဲ့ကြောင်းရခိုင်ပြည်နယ်ထဲမှထိုးနယ်များအပြားကိုအေကပြန်လည်သိမ်းပိုက်ချိန်တွင်စစ်တပ်ပိန်းမြေများကိုမူလပိုင်ရှင်ခံပြန်လည်ဖလွဲပြောင်းပေးနေကြောင်းဥပဒေတန်းကဆိုတယ်ဒေသခံများ၏အဆိုအရ AAD တန်တွဲမြို့တွင်တို့အရက်သားများပြန်လည်ခြေချခွင့်ပြုတော်လဲငပလီကမ်းရဲ့နေကမ်းရဲ့မှာဇင်ကန်ဟိုတယ်များတို့တွာလာခွင့်မပြုသေးပဲလုံခြုံရေးတင်းကျပ်စွာခြားလှမ်းတွေကိုတည်ရတယ် တန်လွဲမြို့ထဲမှာတော့လူတွေနေနေကြပြီဒါပေမဲ့ငပလီကိုတော့အရသားတွေဝင်ခွင့်မရသေးဘူးအဲ့ဒီကဟိုတယ်မျိုးကိုတော့အေးငါချက်ပိတ်ထားရဲဆိုတော့ဟိုတယ်တွေကိုမဖွင့်ဘူးပိတ်ထားပါလေခုတန်လွဲမြို့ကတူကမြန်မာနောင်ကိုပြောတယ်အနာရှင်အောင်နှုတ်ဦးမိသားစုပိုင်ဟိုတယ်များချက်ပိတ်တင်းယူထားမှုနဲ့ပတ်သက်ပြီးပုံမတိရှိစေရန်အတွက်အေးအေးကောင်းဝေးရပုံကိုဆက်သွယ်မြန်မာကတော့ပြန်နေထေချခြင်းမရှိသေးဘူးငပလီကမ်းခြေမှာအနာရှင်ဟောင်းကြီးဇိမ်ခံဟိုတယ်များ 2000ပြည့်နှစ်ကာလတွင်စစ်အာဏာရှင်ဟောင်းဗိုလ်ချုပ်တန်းစီဦးဆောင်သော စစ်စိုးရလက်ထက်၌ကာကွယ်ရေးဝန်ကြီးဌာနကငပလီကမ်းခြေမှအများပြည်သူပဲနေအကဒါဇင်နှစ်ချီကိုတည်ယူခဲ့ထို့နောက်ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိစစ်ထောက်ချုပ်ရုံးကမြေပိုင်ရှင်ပြုလုပ်ပြီးထိုးမြေများကိုစစ်ဗိုလ်ချုပ်တာပြည်များနဲ့ခရိုနီစီဝိုင်းလုပ်ငန်းရှင်များကိုဟိုတယ်လုပ်ငန်းလုပ်ငန်းခွင့်များပြန်လည်ချလာသည့်နီလန်းဖြင့်ငပလီကမ်းခြေကိုအပိုင်တင်းခဲ့ကြတယ်ဗိုလ်ချုပ်တန်းရွှေနှင့်မောင်ရဲကစစ်တပ်အကြောင်းပြပြီးတာပြည်များအတွက်ငပလီကမ်းခြေတွင်မြေသိမ်းပြီးဟိုတယ်ဆောက်ဝတ်ပေးသည့်အကြောင်းအပြည့်စုံဖတ်ရန်ဆိုပြီးဆက်ရေးထားတယ် ဒါကကုမ္ပဏီများကိုတနင်္ဂနွေပြင်းပြအမေရိကန်ဒေါ်လာတထောင်နှုန်းဖြင့်နှိမ့်ချိန်နှာရန်လောက်ကင်ခွင့်ပေးခဲ့ခြင်းဖြစ်ပြီးဦးတန်းရွှေဤတာဒမီရှိဦးအနက်မှအငယ်ဆုံးဖြစ်သည့်ဦးတန်းစော်ရွှေဤငပလီကန်းကြီးမြေပြင်ကြီးရွာရှိတပ်သိမ်းကြီးပေါ်မှနေ9ဒနမ20ဧကကို140ကျပ်နှာရန်စာချုပ်ဖြင့်၎င်း၏ဖခင်ဦးဆောင်စီမံသောစစ်တပ်ထံမှလောက်ကင်ခွင့်ရခဲ့သည်ထိုမြေပေါ်တွင်ဦးတန်းစော်ရွှေကတန်ရက်ကန်းကြီးဟိုတယ်ငပလီအမည်ဖြင့်အခန်းပေါင်း80ပါးသည့်ကျယ်လေးဝင့်ဟိုတယ်ကိုစောက်လုပ်ခဲ့သည် ကိုတန့်စော်ရှိပိုင်ဆိုင်သောဟိုတယ်၏အခန်းကားကဈေးနှုန်းမှာ၁ရက်ဒေါ်လာရာထောင်ချီရှိတော်လဲစစ်ထောက်ထုတ်ရုံတို့ပေးနေရတော့မြေငားရမ်းကမှာတလနဲ့ကျက်23သိန်းနဲ့တထောင်နဲ့83ဒေါ်လာတာဖြစ်တယ်။ဘူဂျုံတန်းရွှေတန်းနီတူထိုချင်းကစစ်တပ်တွေနံပါတ်1ဖြစ်သောဘူဂျုံမောင်အေးတမိဒေါ်ဒေါ်စနာအေးဒီလဲငပလီကငပလီတန်းသိန်းမြေထဲမှာမြေလေးကကျော်ရှိအကောင်းဆုံးမြေကွက်တစ်ခုတွင်ဟိုတယ်ဆောက်လုပ်ခွင့်ရရှိထားတယ် ဒေါ်နနာအေးဒီဘုတ်ချုပ်တန်းရွှေလက်ထက်တကိုးထွားကတိစက်မှုတဲ့ဝင်ကြီးဘုတ်ချုပ်အောင်ကောင်းဤတားဖြစ်သူဦးပြအောင်ဤဦးပြအောင်ဤဇနီးဖြစ်သည်ထို့သောမိဘအတိုင်းဝိုင်းတောက်တင်းမှုကြောင့်ဒေါ်ဆန္နာအေးတို့ဒီမက်ပလီကန်းကြီးမြေပြင်ကျေးရွာရှိမြေနေရာကိုစစ်တပ်ထံမှငားရမ်းခြင်းမျိုးမဟုတ်ပဲဥယျာဉ်ခြံမြေကိုစီပင်ဌာနတို့တင်ပြရည်၎င်း၏ခေါ်ပိုင်အမည်ဖောက်ကအပိုင်သိမ်းခဲ့ကြောင်းမြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်စာရက်စာတမ်းအထောက်အထားများသိရတယ်၂၀၁၄ခုနှစ်ကတည်းက၎င်း၏ ပိုင်ဆိုင်မှုရထားတော့ထုံးပြေပေါ်နေ2019ခုနှစ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက်တွေအခန်းပေါင်း46ခန်းပါရှိတဲ့အစင်းမြင့်ဇင်ကအစင်းမြင့်ဟိုတယ်ကိုစောက်လုပ်ခဲ့တယ်။ဖိုကာတတိငပလီကန်းကြီးတဲ့အကောင်းဆုံးနဲ့ဈေးအကြီးဆုံးဟိုတယ်ဇင်ယုံဝင်ဒွန်နနာအေးဒီအေးရလီမြားကတက်လွင်တော့ဂျာပန်ဟိုတယ်အုပ်စုအနေဖြင့်လောက်ကင်ကြောင့်မြန်မာနိုင်ငံယင်းနှိမ့်နယ်မှုကော်မတီတို့ခွင့်ပြုချက်ရရှိရင်တင်ပြတော့ဆွာရဆန္ဒမြတ်တည်ရတယ်။ ဦးပြည်အောင်၏မွေးချင်းဖြစ်သူဦးမိုးအောင်သည်စစ်ကောင်စီအမျိုးသားလုံခြုံရေးအကြံပေးဖြင့်လက်ရှိတာဝန်ယူဆပြီး2024ခုနှစ်ဇန်နဝါရီလမတိုင်မီအထိရတက်စစ်ဦးစီးချုပ်ရာထူးရရှိထားသူဖြစ်သည်ခရိုနီဟိုတယ်များအသိခံရမြေတရင်ကရော်ကျေးဖြင့်ချက်8000နှုန်းဖြင့်လက်ဝါကြီးအုပ်ခဲ့သောငပလီကမ်းခြေမှတက်တိုင်းမြေများကိုအာနာရှင်ဟောက်ဗိုလ်ချုပ်မိသားစုများအပြင်၎င်းတို့နှင့်ပဏ္ဏတင်သောခရိုနီများလည်းဝင်စုများရခဲ့သည်ထို့သူများမှထူးစီးပွားရေးကုမ္ပဏီအုပ်စုမှဦးတေဇတ်မက်စ်ဦးစော်စော်အေဒီဝီလုပ်ငန်းစုဦးချစ်ခိုင် အနာချိန်မိသားစုရဲ့စီးပွားဝဖြစ်တော့ဘိုးပြည်သူစစ်ခေါင်းဆောင်ဦးနေဝင်းထွန်းပထမရနကကွယ်လွန်တူရုပ်ရှင်မင်းသားကြီးကောလိပ်ချိန်နေဝင်းဤတမိဒေါက်တာနာနေဝင်းလို့ဖြစ်တယ်ကဲဒါကတော့မြန်မာနောင်ကတင်ထားတဲ့အဓိပ္ပာယ်ဖြစ်တယ်အဲ့တော့အေအေရဲ့တောက်ပြမှုကတော့အယမ်းမိုက်တယ်မရှင်းနဲ့ဟာကြောင်ကြောင်ရတဲ့သတင်းဖတ်လိုက်တဲ့အချိန်မှာဟာအချမ်းဖက်ဓမ္မအနေနဲ့ဆက်သွယ်လို့ဆိုရင်ဘုတ်ကျုပ်တန်းရွှေနဲ့ဘုတ်ကျုပ်အနေမောင်အေးတို့ရဲ့မိသားစုပိုင်ဆိုင်တဲ့ဟိုတယ်ကိုချက်ပေးလိုက်ဆိုတော့ဟာတကယ်ပဲဟိုဘလုံးစိတ်ထဲမှာလေး ်ဟောကိုရီးယားတိုင်းကြီးကတမိုင်းတစ်ပတ်ပြန်လဲလို့ဝင်ရပြီလားဆိုတော့အဲ့ဒီ feeling ကိုခံစားရတယ်။နော်ကျွန်တော်တို့မှာခင်းဆက်ဆက်တီတူရီးယားပဲတိုင်းနေဖြစ်နေတယ်။အခုကြည့်မြေအေကနော်8000 8000နဲ့တေအေကောင်တိုင်းနေပြီးသူတွေစီကနေတိုင်းပြီးတော့သူတို့တည့်ရဲ့နှားကဒေါ်လာထောင်စီတောင်းထောင်စီရတဲ့နော်ရရှိထောင်စီရတဲ့အနေနဲ့ဒေါ်လာ၄လောက်တထောင်ပေးရဒီဟိုတယ်ကျန်သေးခွင့်အဆင့်ဟိုတယ်အဲ့တော့အဲ့ဒီလိုမျိုးဟိုတယ်ပြန်ဆောက်တယ်ဒါပေမဲ့တိုင်းပြည်ရဲ့ဘန်နာရောရလာတိုင်းပြည်အတွက်လည်းဘန်နာငွေမရဘူးနော်တိုင်းကဖြစ်တဲ့ပြည်သူတွေလည်းဘာမှအကျိုးခံစားမှုမရှိဘူးဘလောက် အပုံကမြအကျန်းဖတ်ဆန်လဲဆိုတာစဉ်းစားကြည့်အဲ့ဒါလိုမျိုးခင်းဆက်ဆက်တို့တို့ပြည်သူကခံခဲ့ရတာဒါပေမဲ့ဒီနေ့အချိန်မှာတော့ကျွန်တော်တို့တွေတမိုင်းတစ်ပတ်ပြန်လည်ခွင့်ရခဲ့ပြီလို့မှတ်ယူလို့ရတော့မယ်တပြင်းပြင်းနဲ့နောက်ထပ်နောက်ထပ်ခေတ္တတွေမှာလည်းဒီပုံစံမျိုးလုံလနိုင်ဖို့အရေးကြီးတယ်ဒါကြောင့်မလို့ခရိုနီတွေအားလုံးဟာအာနာရှင်တွေကိုကောက်ပဲဆိုတော့ဒါပဲဗျာနော်တို့တွေအာနာရှင်နဲ့ပတ်သက်မှဒီလိုမျိုးမတော်မတရားတဲ့အရာတွေနဲ့စီးပွားရှာလို့ရမှာအဲ့တော့တကယ်ဒီမုံတွေတိုင်းပြည်ပြောင်းမယ်ဆိုရင်တကယ်စီးပွားရေးအုံနောက်နဲ့တွောင်းအောင်ဘရင်တုံးပြီးတွောင်းအောင် မြန်မာပြည်မှာစ brain တုံးပြီးတွားကျင်တဲ့လူမရှိဘူးရုံမာပြီးတော့နော်လက်နဲ့အာကိုနဲ့တွားကျင်တဲ့လူပဲရှိတယ်ယာဒူအာကိုနဲ့တွားကျင်တဲ့လူပဲရှိတယ်အတိုင်းဝိုင်းအာကိုနဲ့တွားကျင်တဲ့လူပဲရှိတယ်အဲ့ဒါဘာလဲဆိုတော့တလိမ့်ဆန်ဘွားကခစ်ဟောင်းကနေခစ်တစ်ပုံမတက်နိုင်သေးတဲ့ဇေယျပဲဒါပေါ်လို့ကသူများနိုင်ငံမှာစီးပွားရေးပြိုင်တယ်အဲ့တော့ခစ်တစ်နော်စီးပွားရေးအခုနိုင်ငံနဲ့ချီပြီးတော့ပြိုင်နေကြတယ်ဒါပေမဲ့ကောင်းထဲမှာရှိတဲ့အုံနောက်တွေအတိတ်တရားတွေနဲ့ပညာတွေနဲ့ပြန်ကြတယ်စီးပွားရေးလုပ်တဲ့နေရာမှာကိုရီးယားပြောဉာဏ်ပညာနဲ့ဖောက်ထွင်းပြီးလုပ်ကြတယ်ဒါပေမဲ့ကျွန်တော်တို့နိုင်ငံမှာအဲ့လိုဉာဏ်ပညာနဲ့ဖောက်ထွင်းပြီးလုပ်မဲ့လူထက်ခုနကပြောသူယာဒူးနဲ့ ရှင်ပြိုင်တယ်အတိုင်းဝိုင်းနဲ့ရှင်ပြိုင်တယ်နော်ဥစ္စာသနာကြွယ်ဝမှုနဲ့ရှင်ပြိုင်တယ်စသဖြင့်ဒါတွေကတိရစ္ဆာန်ဝါဒတွေအဲ့ဒီတိရစ္ဆာန်ဝါဒနဲ့ရှင်ပြိုင်ခြင်းနဲ့တူပြီးဘာဖြစ်လာလဲဆိုတော့အာနာရှင်ကိုကြိုက်လာကြတယ်သူတို့အာနာရှင်ကတော့အွင့်အပေးလိုက်လေဒီနံပေးအမိနံပေးတယ်လေဒါဆိုတော့အာနာရှင်နဲ့လောက်ရမယ်မယုံကြည်လိုက်နော်တရားမှုမတရားမှုဥပဒေဘာညာဆိုတော့မတိတဲ့ကောင်းကြီးကဒီနံပေးအမိနံပေးတယ်မယုံကြည်လိုက်နော်ဒါကြောင့်မို့လို့အာနာရှင်တွေနဲ့သူတို့ပေါင်းစီနေဆိုတာကအဲ့ဒါပဲအာနာရှင်တွေလက်ထက်မှာသူတို့ကြိုက်တယ်လို့လုပ်လို့ရတယ်နော်တကက်ဒီဘုံစီလမ်းကြောင်းနဲ့သွားမှဆိုဒါမျိုးတွေလုပ်လို့မရဘူးဒါဟာဒီ မြန်မာပြည်မှာရှိတဲ့ခရိုနီအများစုကတော့အားလုံးတော့မပြောပါဘူး။ဒါကိုယ့်ကိုယ်ကိုတိကျတယ်။ဘသူတွေကဒီလိုစိတ်သက်ရှိလဲဆိုတာ။အဲ့တော့လက်ရှိ A ရဲ့လောက်ရကတော့ကျွန်တော်တို့ B သူတွေအတွက်ကအင်မတန်ခွန်အားဖြစ်စေတယ်။နော်။တကယ်လည်းကျေးဇူးတင်တယ်။ဒါမျိုးတွေကိုကျွန်တော်တို့ဒတိုင်းပြည်လို့အနှံ့လုပ်ဖို့လုပ်တယ်။ဒါကြောင့်မလို့လက်ရှိဒီဘက်ရာစုဒီဘက်ဆယ်စုနှစ်အတွင်းမှာပေါ့နော်။ဆယ်စုနှစ်အတွင်းမှာ sorry ကျွန်တော်ရှိမှရာစုတင်လို့ပြောခဲ့တာဖြစ်တယ်။ဒီဘက်ဆယ်စုနှစ်အတွင်းမှာကျွန်တော်တို့ A ဟာအာနာရှင်နေရှိကနေပြည်သူပဲပြန်သိမ်းနိုင်တဲ့ပထမဦးဆုံးလက်နက်ကန်အဖွဲ့ဖြစ်မှတ်တမ်းဝင်တော့ပါဘူး။ လေးစားတယ်ဘလို့ထွက်မြတ်နိုင်တယ်ကွာအေးမှရှိတယ်နော်တတ်ဖို့ပုံမှုရဲပေါ်တယ်အားလုံးကိုကျွန်တော်တို့အခြားတော့တိုင်းတာလက်နဲ့ကင်ကိုဖွဲ့နေတယ်အတူယူခိုင်းနေခြင်းနဲ့ဒါဟာတော်နိုင်ရေးကိုတော်နိုင်ရင်းနဲ့တူအောင်လုပ်တဲ့အကျိုးအမြတ်လိုပဲမှတ်ယူရအောင်တော်နိုင်ရေးကိုတော်နိုင်ရင်းနဲ့တူအောင်မလုပ်ပဲနဲ့နော်နိုင်ငံရေးတွေရောရှက်လာမယ်ပြီးလို့ရှိရင်ကိုဂျိုးစည်းဝါးတွေရောရှက်လာမယ်ဆိုအေးအေးဆိုတာဒီနေ့အချိန်မှာဒီလိုနာမည်ဖြစ်လာကြအကြောင်းမရှိဘူးနော်အဲ့တော့နောက်ပိုင်းလဲအေးအေးဒီနဲ့တော်နိုင်ရေးကိုတော်နိုင်ရင်းနဲ့တူအောင်ဆက်တဲ့ ပယ်ဖို့တွန်းနိုင်ပါစေလို့ဆုတောင်းပါတယ်အေနီးတို့အခြားသောတိုင်းလက်နက်ကိုင်အားလုံးလည်းအခုပုံစံမျိုးတွေနေတိုင်းမှာစစ်ဗိုလ်ချုပ်တွေပိုင်ဆိုင်တဲ့အရာတွေကိုအခုလိုပြက်ပြက်တားတားနဲ့ပြည်သူပိုင်တိန်းနိုင်ပါစေလို့စောင့်မျှော်ပြီးဆုတောင်းပါတယ်